မင်္ဂလာပါခုတစ်ခေါက်တော့ပရီမီယာပိုးလေးကိုမှတမိတ်ကလေးတွေလည်းအပွင့်တသေးလေးတွေအပွင့်စုပ်ကလေးပြမိမယ်နော်ဒီဟာလေးကကြတော့အယောင်လေးကဒီနေ့ကတော့ဒီငှက်ခါးပြလေးအရန်လာတာပဲတမချီနော်ငှက်ခါးပြလေးကိုတမိတ်ကလေးကိုမှဒီလိုပွင့်စုပ်ကလေးနဲ့အပွင့်အဆန်ခွဲလေးနဲ့အထဲမှာပွင့်ကျဲလေးပေါ့နော်ပရီမီယာပိုးလေးလည်းခတ်ထားတယ်အယောင်လေးကတော့ငှက်ခါးပြလေးပဲပူသွားပါတယ်ရှင်းရှင်းလေးထုတ်တာနဲ့လာတဲ့အစင်လေးတွေလို့သူ့ကိုလည်းလုံးဝပြန်ထားလို့မရပါဘူးနော်စီးနှုံးလေးကတော့၉တောင်းခွဲပါဒါလေးက အယောင်လေးကဒီလိုလေးပါနံပါတ်က288ပါเนาะဒါလေးတစ်ထည်ပါနောက်တစ်ထည်ရင်ကြီးစိမ်းကြီးအရန်လာတဲ့အယောင်လေးเนาะဒီအယောင်လေးကတအားလာရမှာစီအယောင်လေးကိုမှလေးဆူဆူညွညွလေးနဲ့အရန်ကိုလာတယ်ဒီအယောင်လေးပါ ဒါလေးကနံပါတ်ကနေရာထဲမှာ89ပါเนาะနေရာ89ပါဒီလိုလေးနဲ့ထည့်ရှိပါတယ်စင်မူလေးနှောက်ရှိထားပါတယ်เนาะစင်မူလေးကမင်းလာတော့အမိတ်ကလေးပေါ့နောက်ထည့်ရကြတော့အညိုလေးပေါ့เนาะဒါလေးကအညိုလေးနဲ့လာတယ်ကျမမျက်စိမှာလေးအခုတော့အညိုညိုလေးကြိုက်တော့ညိုညိုလေးတွင်အကုန်လုံးလှရတယ်ဒါလည်းလှရတယ်เนาะဒီရောင်လေးကလည်းအညိုလေးပါ ါလေးကကြတော့နံပါတ်က290နော်နောက်ဆုံးအညောင်လေးကတော့အပြာဆူဆူလေးသူကတော့အရင်ညှို့တဲ့ဘက်ကိုမသွားပဲနည်းနည်းလင်းလင်းလေးသွားတယ်နော်အယောင်လင်းလင်းလေးလို့ချင်တော့ဒီအယောင်လေးနဲ့ညှက်ခါလေးကညှို့ဆူဆူလေးတိုက်တယ်ဆိုရင်တော့အလေက300ကျွေးပါနော်ဒါတော့အပြာလေးအပြာဆူဆူလေးဒါလေးကနံပါတ်290နဲ့ တစ်ကလေးဖြစ်ပါတယ်เนาะ Premier Pool League နဲ့ခတ်တာပါဒါကတော့အကုန်လုံးမြင်းနားမှာခတ်တဲ့အခြေအနေပဲပေါ့เนาะအကုန်လုံးကအာဇီနိုလီယာ9500မှာအာမြင့်တရာချီတိုင်း Premier Pool ထောက်လေးပေါ့เนาะဒီလိုမျိုးအခြေအနေတွေပါเนาะ Sport League တွေပါစိုက်တယ်ဆိုရင်အညောင်လေးတွေချွေပြီးအဆက်သွယ်ပေးပါအောင်ရှင်